Hello, dear my English learners. Welcome back to Teaching English with ASTZ. Okay, we are talking about speaking and slowly and slowly, step by step. So today's is use lesson carefully and repeat after me. Hello, Minglava. ကျွန်တော်ကတော့ဒီနေ့မှာအရှိခံစကားပြောလေးတွေကိုစတဲ့တင်ပြတော့မှာဖြစ်ပါတယ် ဒီနေ့ရဲ့အရှေခံစကားပြောလေးတွေကဒီနေ့စဉ်ဘဝမှာအသုံးများပြီးတော့အရှေခံကြတဲ့သဘောတရားလေးတွေကိုဆက်တိုက်သင်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာတော့ကျွန်တော်ပြောတဲ့ဟာလေးတွေကိုလိုက်ပြီးတော့နားထောင်ပြီးတော့လိုက်ပြောကြည့်ပါ။အဲ့ဒါကအမတန်လေးအသုံးများတဲ့အရှင်လေးနေ့တရဖြစ်တယ်။တနည်းအားဖြင့်အင်္ဂလိပ်လိုပြောရင်တော့ shadowing လို့ခေါ်ပါတယ်။ဒါဆိုရင်တော့မြန်မာလိုမင်းမှတ်မိသမျှအကြောင်းကိုပြောပြပါအဲ့ဒီအကြောင်းကိုမင်းမှတ်မိတဲ့တော့ပြောပြပါအောင်ဆိုရင်ဘယ်လိုပြောမလဲ။ Tell me about is is much is you remembers အဲ့လိုသုံးလို့ရပါတယ်မင်းအဲ့အကြောင်းကိုမှတ်မိသမျှပြောပြပါအောင် tell me about is is much is you remembers okay နောက်တစ်ခုက cashier ရေပုံစံနဲ့ဖြစ်ပါတယ်ငါကနှစ်စားလေးမဟုတ်ဘူးအနည်းအဖြင့်ငါမနေ့ကမွေးတဲ့အကောင်မဟုတ်ဘူးဆိုရင်ဘယ်လိုပြောမလဲ I was not born yesterday I was not born yesterday I was not born yesterday okay စကားတွေကိုဝက်ဝက်ပြီးတော့မနေပါနဲ့လိုရင်းတို့ရှင်းနေပြောပါအရန်စကားများရင်မကောင်းဘူးအဲ့လိုမျိုးလေးကျေးဇူးပြုရင်လိုရင်းတို့ရင်းလေးကိုပြောပါဆိုရင် please get to the point please get to the point please get to the point okay ငါဒီနေ့ထီထွက်လို့ထင်ပေါ့ဘူးပြောရှင်တာငါတကယ်ရှင်းပေါ့တယ်အဲ့ဒါကြောင့်မလို့ငါအရန်ပြောတယ်ဒါဆိုရင်ငါအရန်ပြောတယ်ဆိုတော့ Iranian လေးတစ်ခုကိုကျွန်တော်တို့ ပြောကြည့်မယ် I am over the moon ဒါဆိုရင် I over the moon အဲ့လိုပြောရရတယ် I am over the moon I am over the moon I am over the moon ပြောလို့ရပါတယ်နောက်တစ်ခုကငါကြည့်လို့ရရမလားငါအဲ့ဒါကိုကြည့်လို့ရမလားဘယ်လိုပြောရမလဲ May I have a look May I have a look May I have a look မင်းတို့ငါဘာမဆိုလုပ်ပေးနိုင်တယ် I do anything for you. I do anything for you. I do anything for you. ပြောလို့ရတယ်။နောက်တစ်ခုကငါမင်းကိုဖုံးခေါ်လိုက်ပါမယ်။ငါမင်းကိုဖုံးခေါ်လိုက်ပါမယ်။အဲ့လိုပြောချင်တဲ့အခါမှာဘယ်လိုသုံးလဲဆိုတော့ I make a call. I make a call. ဒီနေ့အဖြစ်အရှိပုံစံနဲ့ပြောတဲ့အခါမှာ I will make a call လို့ပြောလို့ရတယ်။ငါဒီမအကြောင်းကိုကောင်းကောင်းသိရပါတော့။ ငါသူမကြောင်းကောင်းကောင်းသိတာဘောဆိုရင် I know her pretty well I know her pretty well I know her pretty well ပြောလို့ရတယ်အရှင်နေကဘယ်လိုလဲအဲ့ဒီအရှင်နေကဘယ်လိုလဲဆိုတဲ့ပုံစံကို၃မျိုးလောက်ပြောလို့ရတယ်ကျွန်တော်သိတယ်မြတော့ uh how is it saturation အဲ့လိုသုံးလို့ရတယ်နောက်တစ်ခုက how are things အဲ့ဒီပုံစံကတော့အသုံးအများဆုံးဖြစ်ပါတယ်ဖုံမေးထဲမှာနောက်တစ်ခုက what's the status what's your status ဘယ်လိုပုံစံနဲ့သုံးလို့ရလဲကျွန်တော်တို့ဒီနေ့မှာတော့ how are things ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ပြောကြည့်မှာဖြစ်တယ်ဒါဆိုရင်ရှင်းနေဘယ်လိုလဲဆိုရင် how are things ပြောလို့ရတယ် how are things ပြောလို့ရတယ် okay how are things ပုံစံနဲ့ပြောလို့ရတယ် okay ကောင်းတယ်ရှင်းနေအဆင်ပြေရဲ့ဆိုရင် i okay i fine သုံးလို့ရတယ် i good စသည်အဖြစ်ပြောလို့ရတယ်ဒီနေ့မှာတော့အခြေခံစကားပြောလေးကိုစက်တိုက်သင်ပေးသွားတာဖြစ်ပါတယ် That's when I don't to do English ဒါဆိုရင်တော့ကျွန်တော်เนี่ยအတူတူအင်္ဂလိပ်လို့ထပ်ပြီးတော့ Tell me about is as much as you remember. I was not born yesterday. Please get to the point. I am over the moon. May I have a look? I do anything for you. I make a call. I know her pretty well. How are things? How are things? How are things?